တို့ကြောင့်ပတ်ပြီးဩတနာစရာပါโอ้เอ๊ะบลูวะนี่ละกระโดดเจี๊ยะมาถั่วเยอะกูตะนาเสียลีดิวะบางหาแท้กูไม่ถั่วเยอะอยู่ดิเฮ้ยตะนาเสียลีดิวะนี่เลยนี่เลยโหเนี่ยโหเนี่ยกูรู้กว่ามึงกระโดดจิ้นตุ๊เนี่ยลาชะบลูแหละยัดได้ชื่อมะล่ะยัดได้ชื่อมะล่ะอะคันดาวตะดาตั้วไม่ดีอ่ะอะเอาตะโบปอกหาเนี่ย เอ้ยโหเลยอ่ะมิรกว่าโหเลยกว่ากระโดดจี้ดูไลอ่าดงเลลาจันมาจันมาพ่วยมาฮะจันมาพ่วยมาฮะจันมาไม่มีบ้าลุเนี่ยจันมาพ่วยเลยพ่วยเลยพ่วยจันมาอย่ามาเย็ดตาเลยอย่าดูจันมาปากิดาดูဒီလိုမ်းပါရဲ့သမီးတို့တော့ဟိုဘယ်ကိုရောဘယ်ဘယ်ဆရာကအဲ့ကောင်ကတော့ဒါကြီးပဲအေးဟိုဒီငါတို့လာတိုက်တော့လဲထွက်ပြေးတာလေဟေး 你嘞你嘞，懂了的，怎么会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 ？怎么的？哦。玻璃的。是呀是呀，怎么喵呜？怎么喵呜？怎么说家了喵？爸爸。တော်လိုင်းပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မက်ရှ်လာ10ရက်နေ့အတွက်ပထမဦးစွာတော်လိုင်းရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုတွေကိုပြပြပေးချင်ပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ခင်ဗျာပထမဦးဆုံးသတင်းလေးကတော့ ဆက်အနာရှင်ဒေါ်လာရေးမှာတက်ကြွစွာပါဝင်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်း LGBT စာရေးဆရာမဆရာမစောဟန်တွေဦးဟာမက်လ9ရက်နေ့ညပိုင်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာကွယ်လွန်သွားခဲ့ပါတယ်။အသက်28နှစ်အရွယ်တော့ဆရာမစောဟန်တွေဦးကထိုင်းနိုင်ငံချင်းမိုင်မြို့နယ်မဲဆောက်မြို့တွေမှာဆေးကုသမှုကို9လကျော်ကြာခံယူပြီးတဲ့နောက်မှာကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ယောဂါကစုံနေတဲ့အထီးကကစိတ်ချတာနောက်ပြီးတော့မှကြောက်ကမကောင်းတာတွေလေးဘက်နာတွေနောက်တော့လေးဖြတ်သွားတာတွေဖြစ်ခဲ့တယ် အဲ့ဒီယောဂါတွေနဲ့ပဲဆုံးပါသွားကြတာဆိုပြီးတော့မှဆရာမအဆောင်အတွေဦးနဲ့နီးစက်တဲ့တော်လိုင်းရင်းဖို့တူကပြောပါတယ်တော်လိုင်းနယ်ပယ်မှာအစောဆိုပြီးတော့မှလူတိများတဲ့ဆရာမဆောဟန်တွေဦးဟာစာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာ2021ခုနှစ်စက်တင်ဘာလမှာလူမှုကွန်ရက်မှာနိုင်ငံရေးနဲ့သက်ဆိုင်တဲ့ post တွေရေးသားမှု PDF တွေကိုထောက်ပံ့မှုလို့ ਨੇ ဆက်ဆွဲခံရပြီးတော့မှမန္တလေးမြို့မှာရှိတဲ့နေအိမ်မှာပေါ့နော်ဒါကျွန်တော်တို့စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။အဲစစ်ကောင်စီရဲ့ဒါကျွန်တော်တို့ဒါဖမ်းဆီးခြင်းပြီးကနေပြီးတော့မှလွတ်မြောက်လာတဲ့အချိန်မှာလည်းလွတ်မြောက်နေမြေကိုရောက်ပြီးတော့မှတော်လိုင်းရင်းနဲ့ပတ်ဆိုင်တဲ့အလုပ်တွေကိုမြောင်များစွာလုပ်ခဲ့တဲ့သူလို့ကျွန်တော်တို့သိရပါတယ်။အဲကျွန်တော်တို့ထောင်ချနေစဉ်ကာလအတွင်းမှာလည်းသူတို့ဒီလိုမျိုးပေါ့နော်ဒါ LGBT တွေနဲ့ပတ်သက်ပြီးတော့မှအရန်ကိုစော်ကားပြီးတော့မှပြောမယ်ဆိုရင်ကျွန်တော်တို့အာလိမ်မိုင်းဆိုင်ရာ เนาะကျွန်တော်တို့ဒါအဲ့ထဲမှာရှိနေတဲ့ကောင်တွေရဲ့ဒုက္ခပေးမှုတွေကိုလည်းခံခဲ့ရတယ်လို့ကျွန်တော်သိရပါတယ်အခုချိန်မှာတော့သူကဒါပြီးခဲ့တဲ့ match က6ရက်နေ့ကပေါ့เนาะဒါကျွန်တော်တို့ထိုင်းနိုင်ငံမဲဆောက်မြို့မှာကွယ်တော်သွားခဲ့ပါတယ်ကျော်ဆ iam အကောင်းရတုဂတိလာပါစေဆ iam လိုလူတယောက်ကကျွန်တော်တို့ဒီဒေါ်လာရေးအတွက်ဒါပြောမယ်ဆိုရင်ဟိုဘောမအမှုပညာရှင်တွေဘောမစာရေးဆရာတွေနဲ့စာရင်တော့အင်မတန်မှကိုကျွန်တော်တို့အတွက်နှမျောစရာပါဆ iam အကောင်းရမွန်ရ ရောက်ပြီးတော့မှနောက်ဘဝမှာလူပြန်ဖြစ်လာခဲ့ရင်လေလူကိုလူလူဆက်ဆံတဲ့အစိုးရအောက်ကပြည်သူတယောက်ပြန်ပြီးတော့မှဖြစ်ပါစေလို့ကျွန်တော်တို့ဆုတောင်းပေးပါရခင်ဗျာအနောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြင်းမြို့စစ်မြေနာပြင်နယ်မှာစစ်ကောင်စီကအသေးခံ drone တွေနဲ့အတုံးယူတိုက်ခိုက်လာတဲ့အကြောင်းကိုကရင်နေဘူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ရဲဘော်အချို့ကပြောပါတယ်။နှစ်လကျော်ကြာမြင့်နေတဲ့စစ်ကောင်စီရဲ့မိုးပြင်းမြို့ထိုးစစ်အတွင်းမှာအသေးခံ drone တွေနဲ့မလ9ရက်နေ့ကစတင်ပြီးတော့မှအတုံးပြုခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲကာလတစ်လျှောက်ကမင်းကစပြီးတော့မှတုံးလာတယ်ဆိုပြီးတော့မှမိုးပြဲ PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့အူကဒါကျွန်တော်တို့စစ်ကောင်စီရဲ့အသေးကန် drone တွေတိုက်ခိုက်လာမှုအပေါ်မှာရှင်းပြလာသလိုစစ်ကောင်စီက အသေးကန် drone အသုံးပြုမှုကမိုးပြဲစစ်မျက်နှာတစ်ခုတည်းမဟုတ်ဘဲနဲ့ local မျိုးစစ်မျက်နှာပြင်တွေပေါ်မှာအသုံးပြုနေတဲ့အကြောင်းကိုကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KMDF ကတာဝန်ရှိသူကအသိပေးပါတယ် မိုးပြင်းမာတယ်မဟုတ်ဘူးတဲ့လိုက်ကောစစ်မြေနာဘက်မှာရောအထူးသဖြင့်မိုးပြင်းနဲ့လိုက်ကောဘက်ကစစ်မြေနာဘက်နေမှာတုံးနေတယ်ဆိုပြီးတော့မှသူတို့ကပြောပါတယ်อืมနိုင်ငံတကာရဲ့နှီးပညာတွေပါလာပြီပေါ့နော်နိုင်ငံတကာရဲ့နှီးပညာတွေပါလာပြီနိုင်ငံတကာရဲ့အထောက်ပံ့တွေပါလာပါပြီစစ်ကောင်စီဘက်မှာပြောတာနော်စစ်ကောင်စီအဲ့လောက်ထိလုံနိုင်တဲ့စောက်ရည်ရရှိတဲ့ကောင်တွေမဟုတ်ဘူးနောက်ထပ်သတင်းလေးကတော့ မန္တလေးမှာစစ်ကောင်စီရဲ့ညွန်ကြားချက်နဲ့ဖွဲ့စည်းထားတဲ့ရဲရွာလုံခြုံရေးအဖွဲ့ဝင်တွေကိုလက်လက်ကင်ဆောင်တာတွေရှိလာတယ်လို့မြို့ကန်တွေစီကနေပြီးတော့မှသိရပါတယ်။ရလာဖားလို့ကျွန်တော်တို့အထူးကောက်ခေါ်တဲ့ရဲရွာလုံခြုံရေးအဖွဲ့ဆိုပြီးတော့မှအပြာရောင်ယူနီဖောင်းဘွတ်အဖွဲ့တွေကိုမန္တလေးမှာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာစစ်ကောင်စီကဖွဲ့စည်းလာတာပါ။ စနေပြီးတော့မှဖွဲ့စည်းချိန်ကလက်နက်တဆင်ပေးထားခြင်းမရှိဘဲနဲ့ရင်စစ်တာတွေအစင်းစစ်တာတွေစစ်ကောင်စီကကနအူအတုံးချပါတယ်လက်ရှိမှာတော့ပသိမ်ကြီးမြို့နယ်နဲ့မတရားမြို့နယ်တွေဘက်ကရလဖအဖွဲ့ဝင်တွေလက်နက်ကင်ဆောင်လာတာတွေ့ရတယ်လို့မျက်မြင်တွေ့ခဲ့ရတယ်ဒေသခံတွေကပြောပါတယ်ဆိုတော့အပြာဝတ်တွေကိုလက်နက်ပေးထားတယ် အရောက်တိုင်းနီးပါးမှာတနက်ပါလေဆိုပြီးတော့မှပသိမ်ကြီးမြို့နယ်မတရံမြို့နယ်အဆက်မှာကြေးရွာတွေမှာနေထိုင်တဲ့လူငယ်တူကပြောပါတယ်ဆိုတော့ဘာတွေကင်ရလဲဆိုတော့ဒီကောင်တွေကင်တဲ့တနက်တွေကစက်တက်မှာမတုံးတော့တဲ့ခြေသွင်းမျိုးစားတနက်တွေအဲနောက်ပိုင်းကျွန်တော်စစ်ကြံလက်ကြံကာပိုင်းတနက်မျိုးစားတွေပေါ့နော်အဲကင်ဆောင်ထားတဲ့ရလဖအဖွဲ့ဝင်တွေကိုဒါကျွန်တော်တို့ဒါပသိမ်ကြီးတို့ဒါမတရံမြို့နယ်အဆက်တွေမှာကြေးရွာမှာနေထိုင်တဲ့လူငယ်တွေကဒီလူတွေဒီလိုမျိုးဝတ်တယ်ဒီလိုမျိုးအပြန်အယောင်တွေဝတ်ထားပြီးတော့မှတနက်တွေကင်ထားတဲ့ဆိုတော့ကိုမျက်မြင်တွေ့ခဲ့ရတဲ့လူငယ်တူကပြောပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါနောက်ထပ်သတင်းလေးကတော့ကချင်ပြည်နယ်ဗမာမြို့နယ်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ပေါ့နော်ကချင်လွတ်လပ်ရေးတပ်မတော်ဒါကျွန်တော် KIA ဘူပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်ဆိုတော့ဂျမန်နစ်တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ရဲ့ drone 9စီးကိုလည်းပစ်ချနိုင်ခဲ့တဲ့အကြောင်းကိုလည်းကချင်စစ်ရေးသတင်းမီဒီယာသိရပါတယ်မလ9ရက်နေ့ညပိုင်းတိုက်ပွဲပြင်းထန်စိန်မှာစစ်ကောင်စီတပ်ကညကြီး night general visiono ပါတဲ့ drone တွေနဲ့အုံပြုခုခံခဲ့ရမှာ ကေဘိုးတပတ်ကဒရုန်းခွန်စီပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီးတော့မှ Seven Star New ကနေပြီးတော့မှဖော်ပြထားသလိုဒီပစ်စင်နဲ့ပတ်သက်ပြီးတော့မှကချင်စစ်ရေးတရေရင်းပြည်တွေရလည်းပစ်ချနိုင်ခဲ့တယ်လို့လည်းပြောပါတယ်။ရန်သူဘက်ကအဓိကအသုံးပြုနေတဲ့ drone တွေကိုဒါကျွန်တော်တို့ရန်သူဘောနော်ဒါကျွန်တော်တို့ဖန်ရှားနိုင်ပြီဆိုတော့ခကြီးပို့တွင်တော့မယ်ထင်တယ်ဆိုပြီးတော့မှ KNY ပူပေါင်းတက်ရဲ့စက်ကက27သိမ့်ပိုက်လာနိုင်ရဲ့ထိုးစစ်အောင်မြင်မှုရရှိရေးပုံမှန်နီးစပ်လာနိုင်တဲ့အခြေအနေကိုကချင်စစ်ရေးတရေရင်းပြည်တွေရသိရပါတယ်။အဲ့တော့ drone တော့ပစ်ချနိုင်ပြီဆိုရင်တော့ မကြခင်ဗမောမြို့စိုးအောက်တော်မလားဆိုတော့ကျွန်တော်ရေခုံသွားနဲ့စောင့်ကြည့်ကြတော့မှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးတွေကြည့်ရအောင်ပါအဲပထမဦးစွာအဲကျွန်တော်တို့စကားစရဲ့ဒါကျွန်တော်တို့เนาะဆက်တွေနဲ့เนาะ icon နဲ့เนาะစကားစဆက်တွေနဲ့စကားပြောဆက်တွေနဲ့သွားပြီးတော့မှ line သွားပူးမိတဲ့အချိန်မှာတို့ညီကိုတွေ PDF တွေနဲ့စကားစတွေဘလို့တွေပြောကြတယ်တို့ညီကိုတွေဘလို့ဖဲလိုက်လဲ PDF တွေကအားတော့ကြည့်ပါညုံနေတယ်တို့ညိုကြပတ်ဩတနာပြရပါ โอ้เอ้ยว่ะกูรู้ว่าดิกูจริงๆไม่ถั่วเยอะกูตะนาเสียเลียดิว่ะบางอะไรกูไม่ถั่วเยอะอยู่ดิเฮ้ยตะนาเสียเลียดิว่ะนี่เลยนี่เลยโหเนี่ยโหเนี่ยกูรู้กว่ามึงกูจริงตุ๊น่ะลาชะรู้แหละยัดได้ชื่อมะล่ะยัดได้ชื่อมะล่ะอะคันดาอะตะตัดไม่ได้อ่ะอะเอาไปตะโบปอกอ่ะเนี่ย เอ้ยโหดิอมิรกว่าโหดิกว่ากระโดดจี้ดูไลอ่าดงเล่ลาจันมาจันมาพ่วยมาฮะจันมาพ่วยมาฮะจันมาไม่มีเนาะบ่าเล่าเนี่ยจันมาพ่วยเลยพ่วยเลยพ่วยจันมาอย่าบ่าเจตนาเลยพี่ยาดงจันมาบ่าคิดดาดงဒီလိုလုပ်နေတာမင်းတို့တော့ဟိုထမိတ်ထိုးတယ်ပါလေ business ကွာအဲ့ဘောတော့ကျိုးတယ်ဒါကြီးအေးဟိုကတော့လာတိုက်တော့လဲထွက်ကြီးတာလေဟေး 你嘞你嘞，中了的，加班费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 ，加班的哦。我你。是呀是呀，加班没有，加班没有，加班说加了没有？爸爸，加班没有。阿爸阿爸，你六百八哦，就那个体力比阿爸，你六百八哦。哎。အဘအဘလေးလိုပြပါဦးကျွန်တော်စကားဝေစီးနေပြီအဘဟုတ်တယ်ဟုတ်တယ်အဘကျွန်တော်စကားဝေစီးနေပြီ ဘာဘာတော့လည်းလို့အလုံးမဲ့ခွေရရမရအဘအဘကျွန်တော်တို့ပြည်ရည်ဖင်ချနေပါ යි အဘကျွန်တော်တို့ပြည်ရည်ဖင်ချနေပါ යි အလုံးမမျိုးချက်ဒီတနည်းစင်ကြမလို့လေလာနပြစ်စကဒီကောင်းဝင်တော့တော့ကျွန်တော်ရှာလို့မရတော့တော့တယ်ပြေးအားကြီးလို့ PDF တွေပြောတဲ့အချိန်မှာရိုင်းတဲ့စကလုံးတစ်လုံးမှမပါဘူးမင်းတို့စက်တက်ကောင်တွေစက်ထဲမှာပောက်တဲ့အတန်တွေကလေ ဖေအမေနမနားမချမ်းသာစရာတွေကြီးပဲစောက်ယူတယ်အဲ့ဒါနဲ့ပြမင်းတို့ကအမျိုးပါတာတာတာတွေရေချေးမှုကိုစောက်ရှောက်တဲ့တက်မတော်သားတွေပြောနေသေးတယ်တကယ်တရားလို့အောက်တန်းစားတွေအဲ့တော့နောက်တစ်ဗီဒီယိုကလေးဒီခေါ်တော့ပါလဲဆိုတော့ဒါဒီစက်တက်ထဲကဘောမအမျိုးမျိုးပေါ့နော်ရှိတဲ့အကြောင်းကိုရှင်းပြလာတဲ့တော့ဒါကျွန်တော်တို့စက်တက်တောက်တိုင်တော့စော်ကြီးရဲ့အကြောင်းလေးပေါ့နော်ကဲဒီနေ့တော့ဘောမျိုးမျိုးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲလောက်ပြီလောက်ပြီလောက်စိမ့်ရာနေသွားရင်ဘောနီ အဲ့ဘောနီကတက်ကထွက်ပြီးတော့လေဟိုပါဘာလုံးတက်ကထွက်သွားပြီးမှအမျိုးစစ်တက်ကိုအမျိုးမျိုးကျေစုကန်းသွားတဲ့ကောင်းနေရဲ့နောက်မှကျတော့လေစေအုပ်ချုပ်ရေးတုန်းကငါဥစားရဲ့ဘာလုံးတက်မတော့တက်မတော့ဝါရဖြန်ကားမှကားကားရရလို့ရှိရင်အမေသိရင်တော့အိမ်ပြန်ပြီးနိုင်ရခွင့်မပြတ်ပါဘူးဆိုတော့ဝမ်းတက်ခတ်ထားခဲ့တဲ့အမှုပညာရှင်တွေရဲ့အဲနောက်အဲ့ဒါဘောနီနော် ဘောချောက်ဖုတ်ဆိုတာရှိသေးတယ်ဘောချောက်ဖုတ်ဆိုတာစစ်တပ်ကအာဏာထိန်းလိုက်မှစစ်တပ်ကိုခွေးတော်ဘောက်ကနေဝင်ချစ်ပြီးတော့လေဟိုကပါတော့ခွေးတော်ဘောက်ကနေဝင်ချစ်ပြီးပြည်သူကိုသူတို့လောက်ချစ်တာမရှိဘူးအမလီအမုန်းခံချုံခံပြီးတော့ချစ်တာငါဘယ်လူကြီးနဲ့သိကွာငါလာမထိနဲ့ဆိုပြီးနောက်နိုင်ငံရေးကိုအဲအဲ့လိုတွေတွေးကြော်ပြီးတော့ဝင်လာပြီးတော့နိုင်ငံရေးကိုလေဟိုလိုတောင်မြုံးကနဲ့ဦးကြီးကိုကိုွယ်သူလိုနဲ့ဦးကြီးပို့ပြီးတော့နောက်ဒီပို့ပြီးတော့ဆူတောင်းလို့ရှိရင်ရာရာပြည့်စုံမယ်ထင်ရာရာပြည့်စုံမယ်ဆိုထင်ပြီးတော့ဝင်လာတဲ့ဟာလေးအဲအဲ့ဒါဒိန်းတော်ကိုပြောတာအဲ့ဒါဒိန်းတော်ကိုပြောတာ အဲ့ဒါတော့သေချာတော့ကျွန်တော်သိတယ်အဲ့ဒါဒိန်းတော်ကိုပြောတာသိမလားကိုဖြစ်ချင်တာမဖြစ်ရလို့ရှိရင်ဟိုဘက်ဖွဲ့စည်းချုပ်ဖုတ်လိုက်ဒီဘက်ဖုတ်လိုက်ဟိုဘက်ဖုတ်အကုန်ချက်ဖုတ်တဲ့အဲ့ဒါဘောချက်ဖုတ်လို့ခေါ်တယ်သိတယ်မလားမလေးဘောစိမ့်ဘောမတွေရတယ်ဘောမဆိုတာတော်ရှင်မှုလို့လို့နော်ဘယ်ပါတီမှလည်းမဖြစ်ဘယ်နိုင်ငံရေးမှလည်းမဖြစ်ဘူးတက်မလို့တီးတန်းချစ်တဲ့အဖွဲ့ရှိတယ်အဲ့အဲ့ဒီအဖွဲ့ကိုကျွန်တော်ဘောမလို့ခေါ်တယ်ဘောမလို့ခေါ်တယ်ဘောမလို့ခေါ်တဲ့အမေဘောအနေနဲ့ဘော၆ဖုတ်ဆိုတာကတော့မတဲ့အချိန်တုန်းကလေလူစောက်မြက်ကတ်လောက်အောင် มากเลยนี่วิสุทธิชนเีจะเลยมูลาเลยเขาอนนี้แทบปูนี่เลยเลยเยอะๆตั้งปูนี่เลยพอเปลี่ยนมาเลยยังนี่แกนี่แกเจ้าลูกว่าคุ้มาแล้วจะเก็บชิดาว่าตัวตาเลยชิดาว่าอากลิมาป่าวันนี้เป็นภาษาจีนชิดาว่าสูสุูได้เด็ดตัวไอ้เอ็มมาพอพอที่พอมาเลยจะรู้ตัวพอมาจะในมาไม่ยาวตัวช่วยว่าลีกันยะเลยพ่อพ่ออะไรนี่เนี่ยตาตาปูอะไรนะพี่เราพอเลี้ยวเป็นมาอย่างเลยเนาะพอกันพอปูพอท่านเนี่ยเป็นแ ဘောထမ်းနဲ့ပတ်သက်တဲ့ဘောမေဂျာကိုဘွဲလုံပြီးတော့ဘွဲကျုံတဲ့အထီကိုမအားတာတိလာအမလေးကိုမတဲ့ဘောလေးကိုရွှေဘောလေးလိုတယူတရာမတယ်အဲပြောရလို့ရှိရင်နိုင်ငံတကာသုံးနဲ့နန်နေတဲ့ထမင်းကိုခြုံနေတာမဟုတ်ဘူးတိရမလားဟိုထမင်းကိုခြုံတာမဟုတ်ဖနက်ကိုက်နေတာမဟုတ်ဘူး I am ဘောမငါတို့ကဘောမစစ်စစ်ဆိုပြီးဂုံယူပြီးတော့မားခဲ့ကြတာအမလေးဒါပေမဲ့ဘောမတဘောမကြော်စောတဲ့ဘောမရဲ့တဘောကမကြော်စောတဲ့အဲ့ဒါမှန်တယ်တိလား အမလေးကျမတို့ကထာဝရအစိမ်းရောင်မှာဘောမပါဘဒုပါပြောပြောသေးတဲ့အထိမမယ်ဆိုပြီးတော့တစ္ဆာဆိုထားမယ်ဘောနီရေဘော၆ဖုတ်တေးဘောနီရေဘောဘော၆ဖုတ်တေးဟိုကလေအဲ့အဖဘောဝိုင်းမိမအနေကြတယ်ကျွတ်တို့မှာမရနေရမရှိတော့ဘောပြောင်မှာတော့စိုးကြောက်နေရတယ်တော့ဒါတော့သူကြတော့ဘောအိစပတ်ဘောမအမျိုးမျိုးကြောင့်ရှင်းပြတဲ့ဘောအိစပတ်တော့ဆိုးနေပြီတော့ဆိုးနေပြီနောက်တဲ့ဥစ္စာတော့ပိုတော့ဆိုးသေးတယ်နောက်ဗီဒီယိုက မင်းအောင်လဲဦးမင်းကောင်းပြီမြတ်စတုဒ္ဓမင်းနဲ့ဟဲ့ရောက်ရေးမှာသစင်ဦးနဲ့ဇောဘုံကြီးနဲ့ပြောနေကြပြီသစင်ဦးကမေးတယ်ဇောဘုံကြီးကဖြေတယ်နားတော်ကြီးကိုကြီးမင်္ဂလာပါဒီမှာတော့နေပြီးတော့မှဟုတ်လို့ဒီမှာဒီပွဲကိုရောက်လာတယ်ကိုကြီးကဘယ်လိုဖြစ်လို့ဒီကနေရောက်လာလဲကိုကတော့အခုပေါ့နော်ဒီနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ပေါ့နော်အဲကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေမြန်မာပြည်ကိုယူဆောင်လာခဲ့တယ်ပေါ့နော်မြန်မာပြည်ကိုအဲပြည်သူလူထုကိုဟို သူ့ရဲ့စေတနာမေတ္တာတရားတွေကိုကဘာကနေတော့စောင့်ကြည့်ရတဲ့အဆင့်ဖြစ်သွားတယ်။ဖြစ်သွားတဲ့အတွက်အခုပြင်ဦးလွင်အနေကိုဒီပွဲကိုဝမ်ပန်းသက်သာနဲ့ကြိုးစားခြင်းလို့ဒီရောက်ခဲ့တာဖြစ်တယ်ဒီမှာလေ။ဟုတ်ကဲ့။ အဲအခုဆိုလို့ရှိရင်ပေါ့နော်ဒီ Russia Federation နိုင်ငံနဲ့လည်းအာသဘောတူစာချုပ်တွေအများကြီးချုပ်ဆိုနိုင်ခဲ့တယ်။ဒါပြင် Belarus တမရနိုင်ငံနဲ့လည်းဒါအများကြီးစာချုပ်တွေကိုနိုင်ငံအတွက်ပေါ့နော်အများကြီးချုပ်ဆိုနိုင်ခဲ့တယ်။ဒါပြင်ဒီနိုင်ငံတော်ဝန်ကြီးချုပ်ကိုကြိုဆိုတဲ့ပုံစံတွေအရဆိုလို့ရှိရင်လည်းတော်တော်ခက်ခဲနာနာနဲ့ပြင်ဆင်ပြီးကြိုဆိုတာတွေလည်းတွေ့ရ။အဲ့ပုံမှာဝိတ်ခတ်ကားချက်တွေလို့ရှိတယ်။အဲ့ပုံမှာတော့ဟိုကိုယ်ဝင်လင်းလင်းပြောရင်တော့ကိုနိုင်ငံမှာပေါ့နော်။မင်းကောင်းမင်းမြတ်ပေါ့နော်။ချုပ်တာဟိုမင်းလို့တော့မပြောလို့ရတယ်ပေါ့နော်။အာဝန်ကြီးချုပ်ရဲ့ပြည်သူပေါ်မှာထားတဲ့စီတ နာနိုင်ပြီပုံမှာထားတဲ့စေတနာပေါ့နော်အဲအဲ့တော့ကြတော့ဟိုတံဘရောကာဝေးဦးကြီးချုပ်တယောက်အနေနဲ့လည်းတာဝန်ကြီးတယ်နိုင်ငံတော်ဦးကြီးချုပ်တယောက်အနေနဲ့လည်းတာဝန်ကြီးတယ်ပြည်သူပေါ်မှာထားတဲ့စေတနာတွေကိုပြည်သူတွေပြည့်ရတဲ့ဒီလိုတခါတနာနဲ့လာရောက်ကျူစွာတာဖြစ်တယ်အခုလည်းအိုက်ခံစားချက်တိုင်းနဲ့တစ်ထက်လေးပဲကျင်းညိုက်တယ်ပါလေဒီကနေ့ရအောင်မေးတစင်ဦးမျက်နှာကိုကြည့်ရတော့မေးတစင်ဦးအကြည့်တွေကမေးဇော်ဝေးပုံမှာမယိုးသားဦးမေးတစင်ဦးမျက်လုံးပါမေးအဲ့ဒါအတော်ဝါ တော်ဆိုးနေပြီရောက်ရေးတကယ်ဆိုးနေပြီလို့မင်းအောင်လဲဦးမြာမင်းမင်းကောင်းမင်းမြတ်စရုပ်ထာမင်းနေအေးအဲ့လိုမြမြပြောမင်းတို့အဲ့လိုမြမြပြောနေမင်းအောင်လဲအသက်တူလေးပဲမင်းတို့ခနိုင်တင်တာကိုသွားနိုင်တဲ့ကြောင့်မို့လို့လောကကြီးရဲ့လက်မခံတဲ့ကြောင့်မို့လို့မင်းမင်းအောင်လဲဘဝမင်းကုပွားကိုဆွတ်ဆွတ်ခုံနေမှာငါ့အောင်ပြဘယ်တော့များ PDF တွေလာကြုံးလဲဒရုန်းစာကလည်းဘယ်တော့မပြီးမလဲဆိုကြောက်နေရတဲ့ဘဝဖြစ်နေတာမင်းတို့ကြောင့်မင်းအောင်လဲအဲ့ထက်ဆိုးနေရနော်ဆိုတော့အဲ့မှာကျွန်တော်ထူးကြတာတစ်ခုရှိရပြဓာတ်ပုံလုံးပုံပြရမယ်အဲ့ဓာတ်ပုံလေးကိုချိုးလိုက် အဲဒီမှာမင်းအွန်လိုင်းကိုကြိုဆိုတဲ့နေ့မှာ အောင်မင်းနဲ့ဇော်ဘိုးဟင်းနဲ့တွေ့တယ်ဒါပေမဲ့သူတို့ရဲ့ထိုးပွဲကိုတော့မတွေ့ရဘဲနဲ့မင်းအွန်လိုင်းရှေ့မှာဆိုတော့သူတို့တိတ်ပြီးတော့မှမလုပ်ရဲဘူးထင်ပါတယ်အဲကြောင့်ဟိတ်ကြီးဟိုက်ကြီးစိုက်နဲ့ဂိုက်နဲ့ပလျံနဲ့မွှင်းညက်နဲ့ဇာကနာနဲ့အဲအဲ့လိုမျိုးတွေတော့အထိုင်းကြီးနဲ့နေနေရတာပေါ့ရတဲ့ပါလားဒါပေမဲ့ဒီကောင်လေးအဲ့လိုဇာမရှိပါဘူးတယောက်နဲ့တယောက်ထိုးရလောက်တဲ့ထိတွေးမရှိပါဘူးဒီကောင်လေးကလိုင်းပေါ်နဲ့အားကျအားကျပြောဖို့လောက်ပဲတွေးရှိတဲ့ကောင်လေးအဲ့တော့အဲ့နောက်ထပ် verify လေးတစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်ဗုဒ္ဓဂုံကြီးဆိုတော့ခင်ဗျားတို့သိကြမှာပါတကယ် တန်ငါအေးချုံဟိုတန်ငါတော့ဖြစ်တယ်တင်ငန်းအေးချုံอืมတင်ငန်းအေးချုံတန်ငါအေးချုံမဟုတ်ဘူးတင်ငန်းအေးချုံအဲ့ဒီဗုဒ္ဓဂုံကြီးဆိုရင်ဘုံကြီးတစ်ပါးရှိတယ်ဟိုဖင်လန်ပြောင်းဦးနေတော့မှဟိုဗာလဲ live မှာဆွေးနွေးလိုက်သေးတယ်လေအဲ့ဒီဘုံကြီးကပြောရမယ်ဆိုရင်ဘောမဘလောက်စစ်လဲဆိုတာကိုဘလောက်တောင်မှပြောမယ်ဆိုရင်ဟိုဘယ်လိုပြောမလဲမဲအောင်လိုက်ဘက်ကရက်တည်နေတယ်လဲဆိုတာကို DB profile မှာမြင်တွေ့နိုင်ပါတယ် ဒီမှာကမိုးပြာကိုင်းကဆရာတော်ဦးညာနာနဲ့ဗုဒ္ဓဂုံကြီးနဲ့စကားပြောထားတဲ့ပရိုဖိုင်လေးပါဗုဒ္ဓဂုံကြီးဒါကျွန်တော်တို့ဗုဒ္ဓဂုံကြီးပေါ့နော်ဒီဘဲကိုမေးလိုက်တာကမိုးပြာကိုင်းကဆရာတော်ဦးညာနာကမေးလိုက်တာကမအလာအာနာသိန်းနာဟာတူမှန်သလားဒီဟာလေးပဲမေးလိုက်တာအဲ့ဒီအချိန်မှာဗုဒ္ဓဂုံကြီးတို့ကဘာဖြစ်ပြက်နေတာဘယ်လိုဖြစ်နေတော့ကြည်လာကြည်လိုက်တော့ဟုတ်မင်းအောင်လိုက်အာနာသိန်းနေပြီအင်းအာနာသိန်းနေပြီဆိုတာတူမှန်သလား ်အဲ့တော့ဖြေပါဖြေပါမှုမင်္ဂလာယူသားပြောရင်တော့အဲ तू ကအာနာသိမ့်တယ်လို့မပြောပါဘူးဟုတ်ပါတယ်အာနာသိမ့်တယ်အဲ့တော့ဥက္ကမဟိုနိုင်တဲ့စီနေအနိုင်ရစိတ်တဲ့နေအာနာသိမ့်မှလို့ပြောရင်သူ့ဘောကအမုန်းဖက်လို့ရှိမှာပါဟုတ်အာနာထိနေလို့လည်းပြောပါအာနာထိနေဆိုတော့ तू အာနာထိပိုင်ခွင့်ရှိလားအဲ့တော့ तू လုံပိုင်ခွင့်နဲ့ तू လုံနေတာပေါ့နော်လုံပိုင်ခွင့်ရပါအဲ့ဒါဥစဉ်ကလာဝင်ပြောလိုက်လို့ရှိရင်မသိတော့မသိဘူးမဟုတ်လားအဲ့ဒါမသိတယ်ဝင်မပြောတော့ဘူးမှားတယ်လားမှန်တယ်လား ဥဒင်းကတော့အမှန်မှားချင်းမှန်ချင်းကိုရှောင်းနေလိုက်တယ်အဲအဲ့ဒါမျိုးကရှင်ဘုရားတို့ရဲ့ဒီပရမတ်ထသစ္စာသမားတွေရဲ့ယူဆတာအဲ့ဒါကြီးကြောင့်အနာရှင်တင်ကြည့်ရပါမှာအဲ့လိုဆိုရင်ကဲအခုအခုအဲကဲဆရာကြီးရှင်ညာနာကြောင့်ကဲဘလို့မြင်တော့မှားတယ်လို့ပြောရတာပြောတာပါပြောပြီးတော့အဲ့ဒါအဲ့ဒါကိုကဲဘလို့လုတ်ပေးနိုင်လဲဒါကတိုင်းပြောနေလို့မရဘူးလေ။ဘန်ဘုံမှုရှိသလား။ကိုယ်တွန်းလောင်မှုတွေပေါ်ဝင်ရောက်ပါဝင်လား။ဒီတော့ကဗဇတ်တမားပဲဗဇတ်နဲ့ပဲပြောနေပါဘူး။အဲ့ဒါပြောတာပေါ့။ ဘာသာနဲ့ပြောပါဘာသာနဲ့မပြောဘူးကကိုရောဘာသာနဲ့ပဲပြောပါပြောတာမပြောဘူးမဟုတ်လားပြောတယ်ဘယ်လိုလဲမှားလားဟုတ်ဒုက္ခပဲမင်းအွန်လိုင်းရဲ့လို့ဥစဉ်မပြောဘူးအဲ့ဒီတခုတိုးတက်ဖို့အတွက်ဘယ်လိုလုံးတင်နေဆိုတဲ့ဟာပဲပြောတယ်အဲရှော်လာရှော်လိုက်ပြီအမားတခုလုံးနေပြီခေဒါမှားနေတယ်လို့တော့မပြောတတ်ဘူးလားအဲ့ဒါအောင်မြင်လောက်အောင်ကိုယ့်ရဲ့ပြောစကားကပေါက်ကြီးရောက်လောက်အောင်ကိုယ့်စကားရေချင်းမရှိဘဲနဲ့ကိုယ့်ကိုယ်စကားကတော့ဆိုကြပါစို့တပည့်တော်ပြောရဲ့တပည့်တော်တပည့်တော် ဥပ္ပဒေကဒီလိုပြောသွားတယ်လို့ဟောပြန်ပြောမယ်အဲ့ဒီလူကလည်းဟောပဲလို့ပြောသွားတယ်နဲ့တဖြည်းဖြည်းတယောက်ကစားတရားပြန်သွားမှာပဲပေါ့လားဒီကနေ့ဒီဟိုဓမ္မဥရာကြီးရှင်ညာနာရဲ့တရားတွေအဲ့လိုဖြစ်ခဲ့ပြီလားဖြစ်နေတာပဲဟုတ်ချင်လေတာအဲ့လိုပဲဖြစ်နေတာပဲမင်းအွန်လိုင်းမားတယ်ကိုမားသောတော့မပြောရဲတဲ့ကောင်လေးနော်မင်းအွန်လိုင်းကိုမားရဲမားတာကိုမားသောမပြောရဲတဲ့ဗုဒ္ဓဂုံကြီး ပရိယတ္တိသာသနာပရိပတ္တိသာသနာပရိဝေဒဆိုတဲ့သာသနာကြီး၃ရပ်ကိုပြန်ပွားဖို့အတွက်တိုးတက်ဖို့အတွက်လုပ်နေတာလည်းမဟုတ်ဘူးเนาะပြောရမယ်ဆိုရင် လောကီလောကုထဲကနှစ်ပြားအကျိုးပို့ပြောပြောရမယ်ဆိုရင်ဟိုကုသိုလ်ကြီးလုပ်နေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ကိုလည်းဘလို့မှကိုအားကိုမထိုက်တဲ့ဘုန်းတော်ကြီးတွေဆိုတော့သင်္ကန်းအည်ခြုံလာပြီးတော့မှဟိုခုနှစ်ရသာသပြီလူတဲ့နော်စွန်ဟင်ကိုအဲ့ဓာတွေကိုပဲအချိန်ပြည့်စားဝါးနေပြီးတော့မှဘုန်းကြီးဖြစ်လာတဲ့ဟာတွေအဲ့ထက်အတ္တိတရားတက်လာတာဘာမှမရှိဘူး မင်းအွန်လိုင်းမားရင်တော့မှမားချောင်းကိုမပြောရတဲ့ဘုံကြီးတကယ်တော်တော်ဆိုးဆိုးပြသိရမလားဟိုဘာသာရေးပဲလှုပ်လှုပ်နိုင်ငံရေးပဲလှုပ်လှုပ်နိုင်ငံကောင်းမှဘာသာရေးလည်းကောင်းမှပဲအဲ့ဒီဥစ္စာလည်းတို့ခေါင်းထဲမှာမရှိဘူးဒါပေမဲ့တို့ကစက်တက်ဘောမှတွေဆိုတော့ဒါကပြောနေကြတာမလို့ပါဘူးเนาะဆိုတော့အဲ့လိုမျိုးဘုံကြီးတွေရှိနေတဲ့ကတော့ဘာသာသာသနာအတွက်ကတော့ရင်းလေးစီရပါပဲเนาะဆိုတော့နောက်တစ်ဗီဒီယိုကလေးတစ်ခုကတော့ဒေါက်တာဆဆာဟာအမေရိကန်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်ဆိုတော့ မေဒီကယ်ဒေါက်တာကိုစလဲတွေအနေနဲ့မြန်မာနိုင်ငံအပေါ်မှာအာယုံစိုက်လာမှုတွေကိုလည်းပြောပြလာသလိုအဲကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့ဒေါ်လာရေးမှာပါဝင်နေတဲ့သူတွေအနေနဲ့စီးနှုံးညီညွတ်မှုအားနည်းချက်တွေကိုလည်းဒေါက်တာဆာဆာကချပြလာပါတယ်ကြည့်ကြည့်ပါမြန်မာနိုင်ငံမှာကတခုပြက်ကွက်နေတာကပါလဲဆိုတော့နိုင်ငံတကာမှာရှိမယ်ဆိုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှစီးလုံးမှုမှုကအနေနဲ့ဥပမာဆိုပါဆိုအမေရိကန်နဲ့တရုတ် ်မြန်မာနိုင်ငံနဲ့ပတ်သက်လာရင်သူတို့ရဲ့အဘူတဘောသူကြီးချက်ကနော်ဘယ်မှာရှိတယ်အဲ့ဒါဆက်စစ်တပြီပေါ့နော်အဲ့လို conflict ဖြစ်နေရတော့မြန်မာနိုင်ငံအတွက်အရာပြဿနာရှိတယ် address ရှိတယ်တချိန်ထက်မှလည်းမြန်မာပြည်တွင်းမှာလည်းအနေဆိုပေါ့ဒီမိုကရေစီအားစုတွေကျွန်တော်အားလုံးက မြန်မာနိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုတွားမလဲဆိုတဲ့ alternative plan ကိုတော့ကျွန်တော်မှာเนาะ NUGK 3C အပီပေါ့เนาะ plus plus ကအမြင်လို့တည်တယ်အဲ့ဒီနှစ်ခုကအဲ့ဒီနှစ်ခုကစဖို့ကိုလိုတယ်ဆိုတော့အဲ့ဒီနှစ်ခုဖြစ်ပေါ်လာဖို့ဆိုတာကတော့ကျွန်တော်တို့တဦးတယောက်အပေါ်မှာဘလောင်းပဲကျူးစားနေရင်လဲ တက်ဆိုင်သူတွေ stakeholder တွေကဟိုမပါမလာမချင်းတော့အဲ့ဒါအရခက်တယ်နော်ကျွန်တော်မြန်မာဒီမှာမြန်မာပြည်သူတွေကကျွန်တော်တခါမှတလို့ဆိုတော့လေးတိန်နီပါစီလို့ကျွန်တော်ထင်တယ်နော်လေးတိန်နီပါစီလို့ဆိုတော့ဒါခမှတာပေါ့အဲ့ဒီလေးတိန်နီပါဟာလည်းဘယ်နေရာမှာဘယ်နှယောက်ရှိပြီးမှသူတို့မှာဟိုဆွတ်တော်အမကမတူလဲ ဒီနိုင်ငံမှာပေါ့နော်။ဥပမာအိန္ဒိယနာမှာရှိတဲ့မြန်မာပြည်သူတွေမှာဆိုရင်အိန္ဒိယနာပြည်နယ်မှာရှိတဲ့လွှတ်တော်အမတ်နဲ့ချိဆက်ဖို့အရေးကြီးတယ်။သူတို့အတွက်ကတော့ကျွန်တော်အတန်ကိုနားထောင်တာထက်သူတို့မဲဆာနာစီတဲ့အတန်ကိုသူတို့နားထောင်တယ်။တကယ်တမ်းဆိုရင်ကျွန်တော်ထက်ကူကတော့မှဒီနိုင်ငံမှာမဲဆာနာစီနေကျွန်တော်ပြည်သူတွေကပို့ပြတော့အဆင်တယ်။အဓိကတော့ Washington DC ရဲ့စပွဲပေါ်မှာအကြီးအမြတ်ရှိတယ် နော်မြန်မာနိုင်ငံရင်းနဲ့ပတ်သက်လာရတော့နော်တရားထက်ကတစ်ခုပေါ့ဆိုတော့တရားထက်ကတစ်ခုလို့ပြောမယ်ဆိုရင်အဲ့ဒီ issue မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင်အဲ့ဒီမြန်မာနိုင်ငံအရေးကိုဒီဆွတ်တော်အမတွေဒီအဆိုရတွေကိုပညာပေးနေဖို့တော့လုပ်တယ် update ပေးနေဖို့တော့လုပ်တယ်ပြောစင်တာပေါ့နော်သူတို့ကသူတို့စပွဲပေါ်မှာ Ukraine ရေးစီတယ် သူတို့ဆိုဘက်ပေါ်မှာပါလက်စတိုင်းအရေးရှိတယ်သူတို့ဆိုဘက်မှာအစ္စရေးအရေးရှိတယ်သူတို့ဆိုဘက်ပေါ်အာဖရိကတိုက်ကပြီးယူရိုပါတိုက်ကပြီးအများအရေးရှိတဲ့အခါမှာမြန်မာနိုင်ငံအရေးကသူတို့ဆိုဘက်ပေါ်မှာတွားထားမဲ့လူတွေမရှိတော့ဘူးဆိုရင်တော့မြန်မာနိုင်ငံအရေးကဆိုဘက်ပေါ်မှာမရှိတော့ဥပမာဒီနေ့ကျွန်တော် Baptist World Airline နှစ်ချင်းခရီးယာအတီတော်ရဲ့တကဘာလုံးနဲ့ဆိုင်ရသူတို့ရဲ့အညီလာခါမှာဆိုတော့စကားပြောဖွင့်ပေးတယ်နိုင်ငံ 90ကျော်ကတချို့က Zoom မှာတက်တယ်တချို့က e-personal တက်တယ်အဲ့မှာကျွန်တော်တို့ကိုမိတရခါတယ်သူတို့မှာ B2B2 ကတ90ကျော်ရှိတာပေါ့အဲသူတို့ရဲ့အတိတော်မှာပေါ့နော်တ90ကျော်ရှိတယ်သူတို့ကိုလည်းကျွန်တော်မိတရခါတာဘလို့ပဲဖြစ်ဖြစ်ခင်ဗျားတို့ဖះကြောင့်အတိတော်မှာရှိတဲ့ B2B တွေကိုမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးမှပညာပေးပေးပါပေါ့မြန်မာနိုင်ငံအရေးကိုပြောပေးပါပေါ့ဟို ဘယ်လိုပြောမလဲဒီဖုတ်တော်ကြီးတယောက်ကကျွန်တော်ကိုမိတယ်အခါနဲ့တော်တော်ဆာသာဆိုတော့ခင်ဗျားတို့စီကောက်စီကမုတ်ချက်ခက်တဲ့စာတီเจ้าကဖះเจ้าကဧကအပိုက်စာတီတစ်ခုကိုယူပြီးမှပေါ့နော်အဲ့ဒီပိုက်စာတစ်ခုကိုယူပြီးမှကျွန်တော်ကိုပြချစ်ပါပေါ့အဲ့ဒါတော့မှဘလောက်ထိကျွန်တော်မှစကားပြောမလဲတဲ့ကဲအော်ဒါပုံပဲဖြစ်ဖြစ်ခုနကသူတို့ပြေးထလာတော့ခုနလိုပေါ့ဒီပိုက်စာတွေကိုပြပါတယ်တော့ ဒါ it makes sense ပေါ့နော်ဒါဒါ imta ဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာအမဲလို့တည်တယ်ပေါ့နော်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးမှာကျွန်တော်ပြည်သူတွေအားလုံးပုံဝိမာတွေထဲမှာကဆက်လက်ပြီးမှာဆိုတော့ဟာအာတီမှာကြိုးစားဖို့လုပ်တည်တယ်စာနာရှင်ဘယ်လောက်ရုံမာရဲဆိုတာအားလုံးသိကြပါတယ်အဲဒါပေမဲ့တချို့အရာတွေမှာကမျက်စိပိတ်နားပိတ်ခြင်းအောင်စောင့်နေတဲ့သူတွေလည်းရှိနေတယ်ဗျတော်လိုင်းရေးတန့်ကြတင်းတက်ကိုကြန့်ကြနေတာလေဒီလိုဟာတွေကြောင့်လည်းပါတယ် ကိုမိသားစုရေးကိုမိသားစုဝန်းစားရေးဒီလောက်ကိုပဲကြည်နေပြီးတော့မှကိုမိသားစုပဲထီထွေးငါနဲ့ဒီနိုင်ငံအရေးခေတ်ကမဆိုင်ဘူးဆိုတဲ့သူတွေများနေလို့လေပါကောင်းပါလိမ့်မယ်အဲပြီးတော့ရင်အာကျွန်တော်တို့ဘာသာရေးဘက်မှာလည်းဟိုပြောမယ်ဆိုရင်ကိုဘာသာတိုးတက်ဖို့ကိုပဲအရင် လုပ်နေကြတယ်ဘာသာရေးကိုပဲဒီကဦးစားပေးပြီးလုပ်နေကြတယ်နိုင်ငံအရေးကဘာဖြစ်နေလဲငါတို့နိုင်ငံအရေးအဆက်အလက်ရှိအုပ်ချုပ်မှုအောက်မှာနေနေရတယ်ဆိုတာကိုမိကျင်အောင်ဆောင်ပြီးတော့မှသူတို့ဘာသာရေးလောက်ကိုပဲတိုးတက်အောင်လုပ်နေတဲ့အောက်တန်းစား ်เนาะဖျားခုတုံးလုတ်တဲ့ဘာသာရေးအတုရောင်ခေါင်းဆောင်တွေရှိနေတော့ကြောင်းမလို့လေဒါပြောမယ်ဆိုရင်နိုင်ငံအရေးကကြားနေတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒေါက်တာဆဆာအနေနဲ့လည်းသူ့အနေနဲ့သူတက်နိုင်တဲ့ဘက်ကနေပြီးတော့လုတ်ပေးနေတာအားလုံးပဲတွေးချပါလိမ့်မယ်ဆိုတော့ဒေါက်တာဆဆာကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့မိသားစုများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်ခင်ဗျကျွန်တော်တို့ရဲ့ Arsenal ရဲ့ YouTube channel ကို like and subscribe လုပ်ပေးဖို့ပြောချင်ပါတယ်ခင်ဗျမင်္ဂလာရှိတဲ့ dollar နေလေးဖြစ်ပါစေခင်ဗျ